ထာဝရမြတ်တန်နဲ့အချစ်ခံရတဲ့မိသားစုတယောက်စီတိုင်းကိုမင်္ဂလာနေ့တင်လေးပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်။ဒီကနေ့16ရက်6လ2025တနင်္လာနေ့ယနေ့ဒီကနေ့တည်ထဲမှာထာဝရဖျားသည့်တင့်ကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသော။ထာဝရဖျားသည့်တင်နဲ့မျက်နှာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုတော်မူပါစေသော။ထာဝရဖျားသည့်တင့်ကိုမျှကြည့်၍ချမ်းသာပေတော်မူပါစေသော။အာမင်။ခြေတမိသားစုများဒီကနေ့ကျွန်တော်တို့ ဟိရှာနဂရီကျန်ခန်းကြီး94အခန်းငယ်10ကိုအတူတူကဆင်ခြင်ခွန်ယူကြပါစို့တောင်ကြီးလို့ဒီရွေ့ရွေ့တောင်ငယ်လို့ဒီလှုပ်ရှားတော့လေငါဤမြတ်တန်ဒီတင်မမရွေ့ရငါဤညီသက်ချင်းပရိညင်လည်းမလှုပ်ရှားရဟုတင်၌သနာချင်းကရုဏာစိတ်ရှိတော်မူသောသာဝရဖျာမိတ်တော်မူ၏ခြေရမီတဆူများကျွန်တော်တို့ကိုချစ်တဲ့ဖျာကသူရဲ့မြတ်တန်ဘတော်မှမရွေ့ဘူးတဲ့ တောင်ကြီးတောင်ငယ်လှုပ်ရှားပေမဲ့တည်ရမြတ်တံဘယ်တော့မှကျွန်တော်တို့ဘုံမှာမရွေ့ဘူးမလှုပ်ရှားဘူးငါရဲ့ညိတ်သက်ချင်းပရိညင်လည်းမလှုပ်ရှားဘူးတဲ့လို့ကျွန်တော်တို့ဘုံမှာသနာချင်းကရှုနာစိတ်ရှိတဲ့ဘုရားသခင်ကပြောတယ်တဲအောင်ချစ်တဲ့မိသားစုများလောကကြီးနဲ့စာရမဏေကတော့ကျွန်တော်တို့အမြဲတမ်းမုန်းပါပဲမင်းကမင်းချစ်စရာမကောင်း မင်းမကောင်မင်းဘာဖြစ်တယ်ညာဖြစ်တယ်အမျိုးမျိုးပြောမှာပဲဒါပဲကျွန်တော်ရဲ့အခြေအနေဘလို့ပဲပြောင်းလဲနေပြီအရင်တော့လောဘုရားသခင်ကိုကျွန်တော်တို့မချစ်တော့ဘူးအရင်တော့လောစံစမ်းမဖတ်တော့ဘူးအရင်တော့လောမဆက်ကပ်နိုင်တော့ဘူးဆိုပေမဲ့သူရဲ့မြင့်တန်ကကျွန်တော်တို့အပေါ်မှာတော့မှမရွေးဘူးအဲ့ဒီမြင့်တန်ကကျွန်တော်တို့သူ့ကိုတခုခုလှုပ်ပေးလို့ရထားတာမဟုတ်ဘူးတခုခုလှုပ်ပေးလို့သူကကျွန်တော်တို့ချစ်နေတာမဟုတ်ဘူး တပါးဒီတော့သားတော်ကိုစွန့်တော်မူတည်တံ့အောင်ဒင်းနဲ့ကျွန်တော်ကိုချစ်ထားတာဖြစ်တယ်။အဲ့ဒီအချိန်တော့ကဒင်းနဲ့ကျွန်တော်မမွေးသေးဘူး။ဒါမဲ့သူချစ်ကိုချစ်နေတာ။အဲ့ဒီအချစ်အဲ့ဒီမြတ်တာအပေါ်မှာအချစ်ခံပြီးတော့မှ အချစ်အနေနဲ့ဘယ်လိုပဲလှူရှားပါစေဘယ်လိုပဲဖြစ်နေစေငါမြတ်တာမင်းစီမှာမရွေ့ဘူး။မင်းရဲ့အချစ်အနေနဲ့ဘယ်လိုပဲပြောင်းတတ်နေပါစေ။တောင်ကြီးတောင်ငယ်ဘယ်လောက်ပဲလှူရှားနေပါစေ။ ငါမြစ်တံသိမ်းမှာမရွှေ့ဘူးချစ်တယ်မိသားစုများကျွန်တော်တို့အဖို့မှာတကယ်အမှန်အကန်ချစ်ပြီးတော့မှထာဝရမြစ်တံနဲ့ချစ်ပြီးတော့မှသနာချင်းကြီးတဲ့စိတ်ရှိတဲ့ဖခင်သခင်ရဲ့မြစ်တံတော်ကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာတကယ်ညီသိချင်းခံစားရပါတယ်ဒါကြောင့်မိသားစုများသင်ရဲ့အသက်တာထဲမှာတကယ်ပဲသင်ကိုအမှန်တကယ်ချစ်တဲ့ဖခင်သခင်ရဲ့မြတ်တာတော်ကိုဒီကနေ့အပြည့်အဝသိရှိရရှိခံစားဖို့အတွက် နှုတ်ဘတော်အဖြစ်မြတ်တဲ့ဝင်ကတဲ့တင်းကိုဖြန်းလိုက်တဲ့ရဲ့ကောင်းချီးပေးပါစေအာမင်